စီမံလို budget ချွေတာခြင်းတွေအတွက်လူငယ်ကြိုက် auto ev ဆိုင်ကယ်ကိုပြောရဆိုရင်လက်တော်အယောင်တွက်နေတဲ့95မော်ဒယ် Edison Scumi ev ဆိုင်ကယ်ကိုညွှန်ရပါလိမ့်မယ်။ဒါကြောင့်ဒီကနေ့မှာတော့ Motonic ရဲ့ဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီဆိုင်ကယ်အကြောင်းကို review လုပ်ပေးသွားကြမှာတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြိုကြောင်အောင်ပါ။ motorbike auto တယောက်ဖြစ်ပါတယ်။လက်တော်အယောင်တွက်နေတဲ့ ev ဆိုင်ကယ်က motor 1500ဝက်ကိုကြီးကွိုင်းစစ်စစ်နဲ့ထုတ်လုပ်ပေးထားတဲ့ Edison Scumi ev ဆိုင်ကယ်ပါ။ ပါလို့ရောင်းတွက်နေတာလဲမင်းရင်အမြင့်ဆုံး top speed က65ကီလိုမီတာအထက်ဆွဲလို့ရတဲ့အပြင်ဒီဇိုင်းကလူငယ်ကြိုက် auto scoopy vein ပုံစံနဲ့ဆင်တူနေလို့ပါပညာဘိကဘာနှစ်ခုလုံးမှာရွှေရောင်စတစ်ကဘဲရုပ်လေးတွေပါရှိတာစကူမီဆိုတဲ့ပြရောင်စလုံးပါရှိတာလက်ကန်ရောက်ကရှေ့ရန်ကွက်မှာရွှေရောင်စတစ်ကရုပ်လေးတွေပါရှိတာအဖြူအောင်နဲ့တွဲရဲ Hello Kitty ရုပ်လေးတွေနဲ့အလတ်စင်သားတာကယောက်ျားလေးလူငယ်တွေထက်မြို့တမီးတွေပုံပြီးကြိုက်မှတေးကြတယ် နောက်နှစ်ဆက်ငါမော်တဲ့ Edison Scummi EV ဆိုင်ကမှာဗတိ6လုံး82ဗုတ်25 ampere နဲ့ထုတ်လုပ်ပေးတာသလိုဗတိ0ကနေတရားရဂိုင်တော့အပြည့်ကိုမိုင်60ကျော်မောင်းနေတော်လာနိုင်မယ်ပါကင်စနစ်မောင်းနေတဲ့စပီဗတိဗိုဒိတ်စုံမီရှင်မီအဖွင့်ပိတ်စတဲ့ချစ်ပစ်စနစ်အားလုံးကိုဒီဂျစ်တယ်တိုင်ခွင့်မှာပြတ်တက်ပေးနေမှာဖြစ်သလိုစီးနေရင်အမျက်နှုံးတို့လျှော့လောက်ချင်သူတွေအတွက် gear number 123တွေပါဝင်မယ် ထူးခြားတာကတော်ဖွန်စနစ်ကယိုဂီနဲ့ရော NFC Smartgate နဲ့ပါနှမျိုးဖွင့်ပေါင်းလို့ရမှာပါဆိုင်ငယ်ပါကင်ရဲ့နားချိန်လုံခြုံရေးအတွက် Auto Lock Alliance နဲ့ပတ်ဝန်းသလိုအဲ့ဒီစနစ်ကဆိုင်ငယ်ရဲ့ပြီးစစ်စကန့်ကြာတာနဲ့ဆိုင်ငယ်ဘိန်းရွှေ့လိုက်တိုင်းအလန်းထမိမှာပါအဓိကတော့တခုရံအနေကကွယ်နိုင်အောင်ထည့်သွင်းပေးထားတာပါ ဖပြီးထူးကြတာက Edison Scumi EV ဆိုင်ကရဲ့ဘင်ကိုစိုက်တွေက delete ဆယ်ချောင်းပါဝင်တဲ့စလီလက်မဘင်ကိုတွေတုံးပေးတာသလိုအဲ့လိုဂွေစိုက်ကြီးတာကဆိုင်ကပြေးအားပုံမြန်စေတယ်ဒါကြောင့်လေအမှန်တကယ်မောင်းနေချိန်မျိုးမှာအမြင့်ဆုံး top speed က80 km အထက်ဆွဲလို့ရနေတယ်။ရှင်းတာ site က80 90ဆလီ site နဲ့နောက်တာ site က90 90ဆလီ site ကိုတက်ဆင်ပေးထားသလိုတာယာနှစ်ခုလုံးကျွပလက်နေပါ။လက်ကန်အောင်ဘယ်ဘက်အန်ကွက်ထဲမှာ USB charger ဖုံးဝါတွန်းပေါက်လည်းပါရှိတယ်။ ထပ်ပြီးထူးခြားတာက Edison Scumi EV ဆိုင်ငယ်မှာ emergency zombie ပါထပ်တွင်ပေးထားသလိုဆိုင်ငယ်တည်ငြိမ်မှုရှိအောင်ထိမ့်ပေးတဲ့ခရင်ကွာက တတုအစ်စ်ကိုတုံးပေးထားတယ်။အဲ့ဒီခရင်ကွာကိုတတုအစ်စ်နဲ့တုံးပေးထားတာက EV ဆိုင်ငယ်ထဲမှာရှာရှာပပတွေ့ရတဲ့အချက်ပါ။ Shiva Fox ဆိုလဲ telescopic fox တုံးပေးထားသလိုနောက်ပေါက်ဆိုလဲ gas box ပုံစံအလတ်စင်သားနဲ့ spring fox မျိုးစားကိုတုံးပေးထားတယ်။ရှီမီကြီးကို LED မီးတွေတုံးပေးထားပြီးတော့ဘေးချပြမီးတွေကိုတော့ယူမီဝါတာတုံးပေးထားတယ်။ Shiva Fox ရောနောက်ပိုင်းတစ်ခုလုံးမှာထိုင်ကျုံမှုပုံမှုကောင်းဝင်စေ ေမဲ့ display တွေတုံ့ပြန်ထားတာတွေ့ရတယ်။အတွင်ချိန်ကပတိ0ကနေတရရခိုင်နှုန်းအားပြည့်ဆိုရင်6နာရီနဲ့7နာရီကြာကြာမယ်။ EV ဆိုင်ရဲ့စီးနေသူတိုင်းသတိပြုဖို့လိုတာကပတိတက်တန်းနေ့ကြကြအတော့ခံနေတယ်ဆိုရင်ပတိကို20ရာခိုင်နှုန်းအနည်းဆုံးထားစီတာတော့အကောင်းဆုံးပေါ့ဗျာ။ အခုဇေကွတ်တဲ့စတင်ရောက်ရှိလာတဲ့ round 25မော်တဲ့ Edison Scoomy EV ဆိုင်ကယ်ကို Randy အနေနဲ့ဆိုရင်ဗတိ6လအမကန်မော်တာနဲ့ကွန်ထရိုလာကိုတနေတိအမကန်ပေးထားတယ်။အယောင်နေနဲ့ဆိုရင်နှစ်နီယောင်နှစ်ခဲရွှေယောင်ဖြူနီယောင်ဖြူရွှေယောင်စတဲ့အယောင်လေးယောင်ကိုမတူညီတဲ့ sticker မျိုးစုံနဲ့ရရှိနိုင်ပါပါ ဲ့ဒီ Edison School မီ EV ဆိုင်ကယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်မန္တလေးမြို့အပါဝင်မြန်မာနိုင်ငံနဲ့မြို့တီးတီးမှာရှိတဲ့ Edison ဆိုင်ကယ်အယောင်ပြကန်တိုင်းနဲ့ Edison အယောင်ကိုယ်စားလှယ်ဆိုင်တိုင်းမှာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုရဲ့ screenshot ကိုပြပြီး Edison main show နေမှာဝယ်ယူမယ်ဆိုရင်ကြက်တတိန်းတိတိ cashback ပြန်ပေးတွားအောင်ပါပါအလောင်းကျေးဇူးတင်ပါတယ်။နောက်ပြည်တင်ပါလဲမော်တော်နီခဲဆိုင်ကချစ်တူမိတ်ဆွေတွေအတွက်အခြားသောနာမည်ကျော်ဆိုင်ကမျိုးစားတွေကိုထပ်မံ review လုပ်ပေးတော့ပါအောင်မယ်။